။အဲ့ဒီတချို့ကရောင်းနေကြတာတွေကလေ။အနစ်ပုံစံတွေမတူလို့မှ။အဲ့ဒီကိုကြည့်ပါဦး။ကျွန်တော်ပြီးတော့လေဆယ်စိတ်ပါညာလေကွာအစိတ်ရကျွန်တော်။ Okay ဒီဗီဒီယိုလေးကိုတွေ့ပြီဆိုရင်တော့ဒါဘသူလဲဘယ်နားမှာဘသူရောင်းနေလဲဆိုတာကိုသိရမှာပဲဖြစ်ပါတယ်။ဒါကတော့ဟုတ်ပါတယ်။ဥပိန်တဏနာမှာတမယာတိတုတ်ရောင်းနေတဲ့မဖတ်ဒီမရဲ့တမယာတိတုတ်စစ်စစ်ကိုရောင်းနေတဲ့မိခွင်းလေးပဲဖြစ်ပါတယ်။ အတချိန်တို့လေးမှာပဲသူ့ဥစ္စာကနာမည်ကြီးပြီးတော့ပေါ့နော်သူ့ရဲ့တမယာတိတုတ်ကနာမည်ကြီးပြီးတော့လာရောက်စားတုံးတဲ့သူတွေကလည်းအများပြားကိုတွေ့ရတာပေါ့နော်အခုနောက်ပိုင်းမှာတမယာတိတုတ်နဲ့ပတ်သက်ပြီးတော့ဘလိုတွေဖြစ်လာလဲဆိုတော့ကြောဒီမင်းအွန်လိုင်းခင်မှာပေါ့ဗျာမာလာခင်မှာပေါ့ဗျာဒီတမယာတိတုတ်လေးရောင်းတာပေါ့ဗျာအဖေဒီမရလို့ဆိုပြီးတော့မှဖတိမာတမယာတိဆိုင်ကိုပိတ်မယ်ဆိုပြီးတော့ပြောပါတယ်အခုဆိုရင်လည်းပိတ်ထားရတယ်ပေါ့နော်သိန်း80အဖေဒီဝင်ကျွန်တော်ဒီအဲ ဘယ်လိုပြောမလဲတိတ်90အခွန်ဆောင်ရမယ်ပေါ့ဗျာအခွန်ဆောင်ပြီးမှသာလေဒီဖတ်တီးမတ်မြသည်တုတ်ဆိုင်ကိုပြန်ပွင့်ကင်ပွေးမယ်ဆိုပြီးတော့မှပြောလာတယ်ပေါ့ဗျာโอเคဒီကနေ့ဒီဗီဒီယိုမှာကျတော့ဝမ်းနေစရာကောင်းတဲ့ဖတ်တီးမတ်မြသည်တုတ်ကျောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ reaction လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဝမ်းသာစရာကောင်းတာက နောက်မှပါမယ်ပေါ့နော်ကြည်လိုက်ပါโอเคဒါဆိုလို့ကျွန်တော်ဗီဒီယိုလေးကို reaction လေးလုပ်ကြည့်မယ်နော် ကျွန်တော်ဇယ်စိတ်ကမကောင်းအများကြီးထည့်ပြကျွန်တော်ထည့်ရတယ်ဒါကတော့သူ့ရဲ့စေတနာပေါ့ဗျာ တယ်လေးတို့ရေဖတိမအချင်ပေါအကြောင်းလေးသိပြီကြပါလားရှင်ဥပိတ္တရေဖတိမအချင်ပေါဆိုရင်မတိရသူခက်ချာချာပဲပေါ့နော်အခုဆိုရင် तू ကဘလို့ဖြစ်သွားလဲဆိုရင်ပေါ့နော်အေးသူ့ရဲ့အချင်ပေါကိုလုံးဝမနာလို့သူရဲ့အငုံစိတ်တွေပေါ်လာပြီပေါ့နော်ဘလို့တွေဖြစ်လာလဲဆိုရင်ပေါ့နော်သူ့ဆိုရင်အခုမှစီးပွားရေးအဆင်ပြေတာစပေါ့နော်တလားတနေ့ဆိုရင်စိတ်သိမ်းလောက်ရောင်းလာတယ်ဝေးကြီးပြောထားဆိုရင်ပေါ့နော်အခုမှအဆင်ပြေပြီးတော့အကျွေးကျေကိုမျှော်မှန်းထားလို့မနာလို့သူရဲ့မနာလို့သူရဲ့လူစုကြောင့် तू ဆိုင်ပိတ်ခဲရတယ်ပေါ့နော်ဘလို့ပိတ်ခဲရတာလဲဆိုရင်ပေါ့နော်မင်းညာကမင်းညာကပဲတဲ့အတ္တီထောက်ကအတ္တီတမားရင်းနဲ့စီပင်ရောင်းကသူကြီးရောက်လာတယ်ပေါ့နော်သူ့ရဲ့အချင်ပေါကိုချမ်းမိုင်းနဲ့မငြင်းညစ်ဘူးဆိုပြီးတော့အဲ့လိုမျိုးပြောပြောပေါ့နော်မနာလို့သူကတိုင်လို့ သူအခုဆိုရင်ဆိုင်လဲပေးရတော့မယ်ပေါ့နော်အခုဆိုရင်မရောင်းဖို့လဲပြောထားတယ်တဲ့ဆိုင်ပေးဖို့ရမရောင်းဖို့ရအတိပေးချောင်းပြောထားတယ်ပေါ့နော်အဲ့လိုပဲပေါ့နော်လူတွေရဲ့ဟိုဘယ်လိုပြောမလဲလူတွေရဲ့အတွေ့အစကအရန်ချက်ဖို့ကောင်းတယ်ပေါ့နော်အောင်မြင်တော့မယ်ဆိုရင်အောင်မြင်နေပြီလုံးဝဟိုတင်မလားအရန်ရောင်းတယ်အောင်မြင်နေပြီဆိုလုံးဝမနာလို့သူတွေအရန်ကိုပေါ်လာပြောပါပေါ့နော်ဒီမှာမဟုတ်တဲ့အချိန်ပေါင်းလေးတောင်မှလိုက်ပြီးတော့ဝေးဖန်နေပေါ့နော်အဲတချို့ဆိုရင်လည်းမစားကြည့်ပဲနဲ့မကောင်းဘူးဘာညာဆိုပြီးနှိမ့်ချတယ်ပြီးတော့ကြောက်ပေါ့နော်သူနဲ့အဲပြိုင်ဘက်မနာလို့သူတွေကတိုင်ချတယ်အဲ့လိုမျိုးဖြစ်တဲ့ကြတဲ့အခုဆိုရင်ပေါ့နော်လူပြောက်ရဲ့စီးပွားရေးကအရန်ကိုပြတ်သွားပြီပေါ့နော်အဲ့လိုပုံစံဖြစ်သွားပြီတကယ်မလို့တိဘူးလူတွေရဲ့အတွေ့အစက အရန်မကောင်းဘူးအဲ့ဒါကိုကလေးတင်ငန်းစာတစ်ခုရလိုက်တာပေါ့နော်ကလေးတို့ဒီ PC ဒီအရန်ကောင်းနေတဲ့ PC ဖြစ်တဲ့လူသုံးလုံးများနေတဲ့ PC တွေအခုလိုမျိုးလိုက်ပြောဝေဖန်တာတွေဘန်းတာတွေစွတ်ကားမြစ်ဆိုပြောတာတွေကိုကလေးကမမှုတော့ဘူးဘာလို့ဆိုတော့ ဒီဟိုဒီအချိန်မောင်းလေးနောက်တော့မှလိုက်ပြောဝေဖန်ခံရတယ်ဒီလိုမျိုးပစ္စည်းကိုလိုက်အကောင်ဆိုရင်တော့လောကဝေခဲဝေဖန်ခံရမှာပဲဆိုတော့ခင်ဗျတင်ငန်းစာရလိုက်လို့ပေါ့နော်တကယ်ကိုအဲအုံနောက်တယ်အရင်ဆိုရင်အဲ့လိုမျိုးဖန်နဲ့ဘာညာဆိုရင်ခင်ဗျတို့ကအနေနဲ့လေးအားအားဘာလို့အားငယ်တဲ့စိတ်ပေါ့တယ်အခုကလောကအားမငယ်တော့ဘာလို့ဆိုတော့လူတွေမနာလို့စိတ်ကြီးတိပါလို့ပေါ့နော်ဒီဘာမဟုတ်တဲ့အချိန်မောင်းလေးကမှမနာလို့ပြီးတော့လိုက်ပြီးတိုင်တုံးနေရခင်ဗျတို့ဒီပစ္စည်းအရန်ကောင်းနေရပစ္စည်းလူသုံးဆဲသူအရန်များနေရပစ္စည်းဆိုရင်ဘလောက်ဒီဟိုအဖြစ်လို့ဆိုတော့တွေးကြည့်လိုက်တော့ပေါ့နော်တင်ငန်းဆိုင်ဒေချလိုက်ပါပြီရှင်။ Okay အချင်းမောင်းရပါ Okay ဒါကတော့ကိုဟိန်းဖြစ်ပါတယ်ကိုဟိန်းကဘာဒီပြောထားလဲဆိုတာကိုဒီဗီဒီယိုလေးမှာတွေ့ရမှာပဲဖြစ်ပါတယ်ကိုဟိန်းဒီဗီဒီယိုမှာဘယ်လိုကိုညီသွားမလဲဆိုတာကိုလည်းအဲတငယ်ချင်းတို့တွေ့ရမှာဖြစ်ပါတယ်ကျောင်းရဲ့တူတူဆက်ကြည့်မယ်နော်โอเคอืมဒီနေ့တွေ့ရတဲ့နေ့မှာပေါ့နော်သူ့ကိုကျွန်တော်ဒီဟိုမှာပြ FDA ကိုခေါ်တယ် FDA ကဲအဲ့တော့စာထဲမှာဘာလို့ရေးထားလဲဆိုတော့ကျွန်တော်ဒီသိန်း90ပေးမှာကျော်ဒီအဲတရားဝင်ရောင်းချခွင့်ရမယ်ဆိုလို့ရှိတယ်။အင်းเนาะအဲ့တော့သူ့မှာသိန်း90ရှိချင်လဲရှိမယ်မရှိချင်လဲမရှိဘူး။အဲ့တော့ကိုရင်းရှိမှာဖြည့်ရှင်ကုညီဖို့ဝင်မှာနှစ်ချက်ရှိတယ်နှစ်ချက်ပါလဲဆိုတော့ကျွန်တော်အဲသူ့ကိုမုတ်ဖို့အနေနဲ့ကကြာတော့ကျွန်တော်လက်ရှိသူ့သိန်း90တကယ်ပေးလို့ဈေးပြေရောင်းရမယ်ဆိုလို့ရှိရင်အဲ့ဒီသိန်း90ကိုအမှတ်ဖတ်ပြီးပါပါရှိရဲ့ဆိုလို့ရှိရင် င်ပြပါတော့เนาะတကယ်သူကမရှိခဲ့ဘူးဆိုလို့ရှိရင်ကိုဟင်းကသူ့ကိုဒီမွေးလာမဲ့ကလေးအတွက်မုတ်ဖို့အနေနဲ့ကိုဟင်းက20တိတ်20တိတ်20เนาะကျန်တဲ့50ကိုကြာတော့သူကရှိရလို့ရှိရသူကိုယ်နဲ့စောက်ပါเนาะသူကမရှိခဲ့ဘူးဆိုလို့ရှိရင်ကိုဟင်းကျန်တဲ့50ကိုချီးပေးမယ်ချီးပေးပါเนาะ50မှာ20ကိုဝေးကိုပေးမယ်50ကိုကိုဟင်းချီးပေးမယ်အဲ့တော့သူကကိုဟင်းဘယ်လိုပြတ်ဆက်ရမလဲဆိုတော့တလားတလားကိုအချိန်ပေါင်းရောင်းပြီးတော့အစီအပြေသွားတဲ့အခါအစီအပေါင်းရောင်းပြီးတော့ကျွန်တော်အစီအပြေတော့တလားတလားပြတ်ဆက်တော့လို့ရတယ် ဒါကိုရင်းဘုရားမှာလူတယောက်ပထမဦးဆုံးငွေကိုအဲ့လိုပြန်ချီပေးတယ်เนาะကဲအဲ့တော့ဒီလိုမှာပဲလို့ခုလိုတဲ့ခါကျလို့ရှိကျွန်တော်တို့ကတရားဝင်နေတော့တဲ့ခါကျလို့ရှိဆောင်းစာကန်လေးလိုတယ်ကုန်တဆီလေးလိုတယ်เนาะအဲ့တော့သူ့မှာအခုချိန်မှာအဲဒီ80ဆိုတဲ့အမောက်ကိုဖြည့်ရှင်းနိုင်တယ်လို့ရှိတာတော့ကိုရင်းရဲ့ profile ကိုမြင်တယ်ကိစ္စမရှိပါဘူးเนาะဒါလို့ဖြည့်ရှင်းနိုင်ပြီဆိုလို့ရှိကိုရင်းရဲ့ profile ကိုမြင်တယ်ဆိုလို့ရှိကိုရင်းရဲ့ page ကိုเนาะအဲ TikTok လို့ account message ကိုအမဆိုင်ရလာခဲ့ပါဆိုင်ရလာခဲ့ပြီးတော့အမဘလော့ကိလိုတယ်ပေါ့ကျွန်တော်လိုပဲပါ တင်းနေဆရာတော့အမရဲ့ byte တွေကခလီလူဟိုကိုပေးနေနေကျွန်တော်တင်းနေဆရာဟုတ်ကိုအာအမတက်ဆက်ဘလောက်စိတ်ထားကောင်းလိုက်ဆိုကျွန်တော်မော်လီမောင်ချီးပေးမယ်နော်ချီးပေးမယ်အမတရတလောက်ကိုဈေးပြောင်းတဲ့အခါကျတော့ရှိအမကျွန်တော်နိုင်တော့ပြတ်ဆက်သွားနော်အားရီကကိုရင်းယူအားရီပြောချင်ပါသေးသီလာမှာကိုရင်းလို့ပုံမီ brand မှာ promotion ရှိပါတယ် Okay ဒါကတော့ကိုခိန်းရဲ့ဒီကျွန်တော်ဒီနေလင်းခရင်ညာလင်းခရင်ကြော်ညာပေါ့နော်အဲ့ဒီကြော်ညာမှာကျွန်တော်ဒီဆိုင်ငယ်မဲပေါ့ချင်တယ်ဆိုလို့ချင်တော့သူ့ချီမှာပစ္စည်းတစ်စုံတော့တောင်းဝယ်လိုက်ပါ ဒါဆိုလို့ကျွန်တော်ကျွန်တော်ဆိုင်ငယ်လက်မှတ်တစ်ဆောင်သို့မဟုတ်နှစ်ဆောင်သူကပေးမယ်လို့ပြောထားပါတယ်ဆက်ကြည့်လိုက်ပါနော်ဒါအကျိုးရှိပါတယ်ခင်ဗျထိုင်းရောက်နေတဲ့ရွှေမြမာတွေပေါ့နော်လာမှာဗာပဲဟိုရဲ့စိုက်ရသုံးခုရှိပါတယ်ကိုရင်းစီယာကြီးတော့ဒီနှစ်တက်ကိုတကြံမှာကိုရင်းလိုဆိုင်ခဲ့တယ်ဆိုတော့ဟောအစီအစဉ်ရှိပါတယ်ဒီကောင်လေးကကျွန်တော်တို့ Honda AD 90နဲ့မှာငါ အဒီပွေးဒီမှာ60ဘတ်ငွေတသိန်းနဲ့မှတသောင်းနဲ့ဆိုင်ငွေဖြစ်ပါတယ်ပမာငွေလဲဆိုရင်ဦးကလာတန်ကြီးဆိုလို့ရှိရင်900အထက်နော်150ဟုတ်တယ်ဆိုင်ကြီးကိုမဲ့ဘောကဖြစ်ရတော့ကိုတီလာမှာဈေးဝယ်မှာဆိုလို့ရှိရတော့ဆိုင်ကလက်မှတ်ကန်ထူဖို့လုံးဝကိုတည်ရှာပါပဲကျွန်တော်တို့ရဲ့ကန်ကန်ဆမ်းမဲ့ဖွင့်မရ Low battery please charge ကျွန်တော်အချိန်အရလုံးဝမရှိတော့ဘူးဒီကေကိုလေးလပိုင်းမှာတကြံမှာဆိုင်ကကန်ဆမ်းမဲ့ပေါက်ရှံလို့ရှိရင်ကိုရင်းလို့ရှိရကြက်ရ3မျိုးယူတာ ကဲအဲ့ဒါဆိုလို့ရှိရင်ကိုရဲ့ blue file ကိုတွေ့တယ်ဆိုရင်မဖက်ဒီမာရေကိုရင်းရှိကအမြန်ဆက်တလာခဲ့ပါလို့ကိုရင်းပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့မကြခင်မှာကလေးရဝီဖွားတော့မှာဆိုဦးစားစီရလေလုံပါပဲ။အခုချိန်မှာသူလည်းအနေနဲ့ကတော့စိတ်ဟုတ်တယ်။ငွေကြေးချစိတ်နေတယ်ဆိုရင်ငွေချစိတ်နေတာမလို့ပါဘူး။ကိုရင်းလည်းချမ်းသာလို့ကူညီရတော့မဟုတ်ဘူးနော်။ဒါပေမဲ့ကိုသူကိုချုံကြီးစူးစားရဲ့လူချင်းဖြစ်တဲ့အတွက်ကိုကိုရင်းမှာစံနာတော့အားဖြစ်တဲ့ကိုရင်းချီးပြမှာဖြစ်ပါတယ်။ကဲအမရေကိုရင်းရဲ့ blue file လို့မြင်လို့ရှိကိုရင်းရှိကအမြန်ဆုံးက ဟယ်လိုဆိုပြီးဆက်ကလာခဲ့တော့အမကြီးကဲကိုရင်းစောင့်နေမှာနော်ကဲဒီဖိုင်လို့မြင်လိုက်ရတယ်ကိုဟင်းကို like and share လေးနဲ့ပြီးပြီးတော့ web page မှာမြင်အောင်ရောက်တစ်ချက်တော့ share ပေးပါလို့ကိုဟင်းပြောချင်ပါတယ်ကဲအားလုံးချစ် okay တွေ့တယ်เนาะဒီကိုဟင်းကိုဝေဖန်နေတဲ့သူတွေဒီဗီဒီယိုပိုင်းလေးကိုမြင်မယ်ဆိုရင်တော့အကောင်းတာပေါ့ဗျာတော့တချို့ကကိုဟင်းကိုဝေဖန်နေကြတာတွေကျွန်တော်ကျွန်တော်အရင် please charge ရှင်လေးလောက်ပေးတဲ့ဗီဒီယိုဖိုင်ရဲ့အောက်မှာ comment လေးတွေတွေ့နေရတာဖြစ်ပါတယ်ပေါ့เนาะအဲ့ဒီ comment လေးတွေပိုင်ရှင်လေးတွေပေါ့เนาะဒီဗီဒီယိုဖိုင်ကိုကြည့်မယ်ဆိုလို့ချင်း မိတ်ဆွေတို့အနေနဲ့ရောသူ့လိုကိုညီနိုင်ပါမလားဆိုတဲ့စိတ်ကလေးရောဝင်မိလားလို့ကျွန်တော်မိကွန်းလေးပြန်ထုတ်ချင်ပါတယ်ခင်ဗျာโอเค